thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာစစ်ကောင်စီစစ်အနိုင်မရနိုင်တော့လို့ထိုင်းလွတ်တော်ရင်မြန်မာရေးဆွေးနွေးပွဲမှာအချက်၅ချက်နဲ့ပါမောက်ခဒေါက်တာဇက်ကာရီအပူစာမှတ်ချက်ပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတဝန်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာမြန်မာစစ်တပ်ကစစ်အနိုင်မရနိုင်တော့ကြောင်းထိုင်းလွတ်တော်မှာပြုလုပ်တဲ့နေဆက်လုံးကျုံရင်ဆိုင်ရာဆွေးနွေးပွဲမှာအချက်၅ချက်နဲ့ပါမောက်ခဇက်ကာရီအပူစာကပြောကြားခဲ့ပါတယ်ပါမောက်ခဒေါက်တာဇက်ကာရီအပူစာကအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC အရှေ့ဆိုင် National War College မှာပါမခတအုပ်ဖြစ်ပြီးမလ20ရက်နေ့မှ23ရက်နေ့ထိထိုင်းလွတ်တော်မှာကျင်းပရင်တည်တံ့ခံမြဲသောညီဝတ်ချင်းနဲ့လုံခြုံရေးတိုးတက်အောင်မြင်စေခြင်းထိုင်းနဲ့အာဆီယံရဲ့နေဆက်တည်ငြိမ်မှုနဲ့ဒီမိုကရေစီတို့ဖွဲ့စည်းတည်ဆောက်ရေးလမ်းကြောင်းဆွေးနွေးပွဲမှာ၎င်းကထပ်ပါတိုင်းပြောဆိုခဲ့တာပါမြန်မာစစ်တပ်အနေနဲ့အခုတိုက်နေတဲ့စစ်ပွဲကိုအနိုင်ရမှာမဟုတ်ကြောင်းမနိုင်နိုင်တဲ့စစ်ပွဲကိုအလွန်အကျွံတိုက်နေခြင်းဖြစ်ပြီးအဆိုပါလုံရဲ့ကြောင့်တနိုင်ငံလုံးကို၎င်းတို့နဲ့အတူဆွဲချနေခြင်းဖြစ်ကြောင်းစစ်တပ်အနေနဲ့အနိုင်မရနိုင်တဲ့စစ်ဖြစ်တာကိုအထ ောက်ထား၅ချက်ကပြဆိုနေကြောင်းဆိုပါတယ်ပထမအချက်အနည်းနဲ့မြန်မာစစ်တပ်ကနိုင်ငံအနှံ့ပြန်ကျင်းပြန်များပြားစွာစစ်မျက်နှာဖွင့်ပြီးတပ်ဖြန့်ထားကြောင်းဒုတိယအနည်းနဲ့လူအင်အားပြက်လက်မှုစိုးစိုးရွားရွားရင်ဆိုင်နေရပြီးမြေတီအရှိန်ဟုန်ပြင်းပြင်းနဲ့ပြည်ထနာကိုကင်တွင်ဖြည့်ရှင်းရန်ကြိုးစားစင်ကမှုဖြည့်ရှင်းနိုင်မှာမဟုတ်ကြောင်းဒါအပြင်စစ်တပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်များပြိုပြတ်နေကြောင်းမြန်မာစစ်တပ်မှရခိုင်ကတပ်စခန်းပေါင်း900ကျော်နဲ့တိုင်းပြည်ကိုသိမ်းပိုက်ထိန်းချုပ်ထားခဲ့ကြောင်းလက်ရှိအခြေအနေအရအဆိုပါစစ်တပ်တပ်စခန်းများပြားကိုပြန်လည်ထောက်ပံ့ န်ခြင်းတမမဟုတ်ပြန်လည်လက်နက်တပ်ဆင်ခြင်းမပြုနိုင်ကြောင်းထောက်ပံ့ရင်လမ်းများဖြတ်တောက်ခံရပြီးအဆိုပါစစ်တပ်စခန်းတွေကိုထိန်းသိမ်းထားနိုင်ဖို့လိုလောက်တဲ့လိန်ချောင်းနဲ့တင်ယူမှုဆောင်ရေးဟန်ရင်အရေးအတွက်လည်းမလုံလောက်ကြောင်းသိရပါဗျ။ ။စလုံးသားချက်နေနဲ့စစ်တပ်အတွက်အရေးကြီးဆုံးဖြစ်တဲ့ကာကွယ်ပစ္စည်းစက်ရုံ24ခုရှိပြီးရခိုင်တပ်တော် AA နဲ့မဟာမိတ်တော်လိုင်းရေးတွေကအဲ့ဒီစက်ရုံတွေနဲ့နှီးတဲ့နှီးအောင်ဝင်ရောက်လာနေကြောင်းအဆိုပါစက်ရုံများကိုတိုက်ခိုက်သိမ်းပိုက်ဖို့မလိုအပ်ပင်ထောက်ပံ့ရေးဖြတ်တောင်းနိုင်ကြောင်း၎င်းကဆိုပါတယ်။ဒါအပြင်မြန်မာစစ်တပ်အတွင်းမညီမျှမှုတွေမှာနှက်ဆိုင်ပြီးကွဲထွက်နေကြကြောင်းမြန်မာစစ်တပ်မှာလီကျောင်းအားသာချက်ရှိတော်လဲစည်ရင်းယူရဲ့ချက်တွေအတွက်မတုံ့မဲအရက်သားပြည်သူများတိုက်ခိုက်စေဖို့ကြောင်းရုံစေဖို့လှုံ့ဆော်နေရှိကြောင်းသိရပါတယ်။စစ်ကောင်စီအနေနဲ့အရင်မြင့်များဆုံးရှုံး ံးလာနေပြီးအဆိုပါဆုံးရှုံးမှုတွေကိုပြန်လည်ဖြေစီဖို့တခြားဝင်ငွေအရှင်းမြင့်များမရှိတော့ကြောင်းအဲ့ဒီအခြေအနေကိုဖြစ်လာစေခြင်းကမြန်မာစစ်တပ်ကိုယ်တိုင်ဖြစ်ပြီးစစ်တပ်ရဲ့ရက်ဆက်တန်းချုပ်တဲ့လုံရက်တွင်ကမြန်မာစီဝါရေးကိုဖျက်ဆီးလိုက်ကြောင်းရခင်ကစစ်တပ်မှဝင်ငွေရရှိနိုင်တဲ့အရှင်းမြင့်များစွာရှိပြီးအခုအခါမှာတော့အဆိုပါအရှင်းမြင့်များစွာပြောင်းဆောင်သွားကြောင်း၎င်းကထောက်ပြပြောဆိုပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့စစ်ကောင်စီနဲ့ဆွေးနွေးခြင်းမရှိလို့ KIA ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIA ကို KIA နဲ့စစ်ကောင်စီတို့တွေ့ဆုံဆွေးနွေးတဲ့တဲ့င်းမှန်ကန်မှုမရှိလို့ KIA ကို KIA တရင်ပြန်ကြားရေးဌာနတာဝန်ခံပိုမူကြီးတော်ဘူးကပြောပါရယ်။ KIA ကိုနဲ့စစ်ကောင်စီတို့မှလ23ရက်ကတရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းလူမှုကွန်ရက်မှာရှိတာဖော်ပြမှုနဲ့ပတ်သက်ပြီးပိုမူကြီးတော်ဘူးကအခုလိုတုံ့ပြန်ပြောဆိုခဲ့တာပါ။မှန်ကန်မှုမရှိတွေ့ဆုံချက်လည်းမရှိလို့ပိုမူကြီးတော်ဘူးကမှလ25ရက်မနက်မှပြောပါရယ်။ KIA ကလက်ရှိမှာဗမော်မြို့ သိစစ်စင်ရေးဆောင်ရွက်နေတယ်လို့စစ်ကောင်စီဘက်ကလည်းမြကြီးနာဝိုင်းမော်တနိုင်းဖားကန်နဲ့ပူတာဝဒေတာတွေမှာစင်ရေးလှုပ်ရှားခြင်းအင်အားဖြည့်တင်းခြင်းနဲ့စစ်သားစုဆောင်ခြင်းများလှုပ်ဆောင်နေရရှိကြောင်းသိရပါတယ်။ ် KI ကို KI ကပြီးခဲ့တဲ့တနေ့ကျော်အတွင်းစစ်ကောင်စီတက်စကန်ကြီးနဲ့250ကျော်နဲ့မြို့များကိုတိုက်ခိုက်သိမ်းပိတ်ထားပြီးဗမော်ရှိစစ်ကောင်စီရဲ့အရှိပါတဲ့အမြောက်တပ်တင်ကားတပ်တန်ဆက်ကတပ်ခြေလင်းတပ်တို့နဲ့စစ်ကောင်စီတက်ဆွမ်းရနေရာများစွာကိုသိမ်းပိတ်ထားပါတယ်။ဒါအပြင်ဗမော်မြို့ရှိအမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်ကိုအပိသက်သိမ်းနိုင်ဖို့ကြိုးပမ်းနေပြီးကာကင်းအများစုသိမ်းရထားတယ်လို့စင်ရေးသတင်းအရှင်းမြစ်တွေကအသိပေးပါတယ်။ဗမော်မြို့စစ်စင်ရေးအခြေအနေမြင်မြန်ရလက်တလောထူးထူးခြားခြားမရှိလို့ဘုံမူကြီးနော်ဘူးကပြောပါတယ်။ကချင် င်းစင်ရီနိုင်ငံရေးလီလာသူဦးစောဆန်းကယခုရက်ပိုင်းတွင် KAI နဲ့စစ်ကောင်စီအကြားဆွေးနွေးပွဲမရှိသေးဘူးလို့သိရပြီး AV လာဆန်းမှာတော့နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ဖို့ပြင်ဆင်နေရလို့ကြားသိရကြောင်းပြောပါရယ်ပြည်သူအာဏာမတရားသိမ်းယူထားတဲ့စကားစာနေဆက်ဒေသမှာရှိတဲ့ EEO တွေအလုံးကိုတရုတ်အစိုးရကို PRP ခိုင်းနေရလို့မြင်ပါရယ် တရုတ်ရဲ့ဖီးယားက MNDA နဲ့ TNN လေးအပေါ်တော့အများကြီးတက်ရမှုရှိနိုင်ပါတယ် KYO ဘက်ကတော့အပေးယူမမျှခြင်းတရုတ်အစိုးရကိုအလျှော်ပေးမယ့်အနေအထားမတွေ့ရပါဘူးတရုတ်ဖီးအားတက်နေမည်စိုးမိုးရင်ကို KYO ကဆက်လက်ဆောင်ရွက်သွားမယ်လို့သုံးသပ်တယ်လို့ဦးစောဆန်းကပြောပါတယ်တရုတ်အစိုးရက KYO ကိုစစ်ကောင်စီနဲ့အပြင်းရဆဲဖို့ဖီးယားပေးမှုတွေရှိသလိုကိုကန်တက်မတော် MND တောင်းတက်မတော် TNN နဲ့စစ်ကောင်စီအကြားဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့လည်းစီစဉ်ပင်ခဲ့ပါတယ် 2025ဇန်နဝါရီမှာစစ်ကောင်စီနဲ့ MNDA တို့ကြားအပြင်းရဆိုင်ရေးသဘောတူညီချက်ရရှိခဲ့ပါတယ်။ဒါအပြင်တောင်တမရော TNL နဲ့စစ်ကောင်စီတို့ဖေဖော်ဝါရီလလယ်မှာတင်ယူဆောင်ရရဲ့စီစဉ်မှုနဲ့တွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့မြည်သည့်သဘောတူညီချက်မှမရဘဲစစ်ကောင်စီက TNL ထိန်းချုပ်မှုရတွေကိုလေကြောင်းဖုံးကျဲတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။စစ်ကောင်စီနဲ့တွေ့ဆုံစဉ် TNL ဘက်ကအချက်၃ချက်ကိုအတိအကထားဆွေးနွေးခဲ့ရာနှစ်ဖက်တပ်များရောက်တဲ့နေရာတွေမှာရန်နာထားပြီးအပြင်းရကြဖို့လေကြောင်း drone လက်နက်ကြီးတိုက်ခိုက်မှုတွေမပြုလုပ်ဖို့နှစ်ဖက် ိန်ချုပ်နှင်းမြေရှိပြည်သူများစာဝတ်နေရေးနှင့်စေဝါများတင်ဆောင်နိုင်ဖို့ဖြတ်တန်းသွားလာခွင့်ပြုဖို့အချက်တွေဖြစ်တယ်လို့ TNL ဘက်ကအတည်ပြုထားပါတယ်တပ်ဖက်မှာစစ်ကောင်စီက၎င်းတို့နဲ့တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့အပြင်ရဲ့အဖွဲ့များလူထုထောက်ခံမှုမရှိပေစစ်ကောင်စီလိုချာဆောင်ရွက်နေတဲ့နိုင်ငံပါတီကိုယ်စားလှယ်များနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဟန်ပြပြုလုပ်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာအကျိုးရှိမဲ့လမ်းကြောင်းများပေါ်လာတယ်လို့ဝါရဖြန့်မှုတွေရှိပါတယ်။ ဒါအပြင်နိုင်ငံတော်ပြည်သူများနေထိုင်ရာများစာတင်ကြောင်းစင်းရုံစင်ကန်ဘာသာရေးအဆောင်များကိုပြတ်မှတ်ထားပြီးလေကြောင်းဖုန်းကျဲတိုက်ခိုက်မှုများကျူးလွန်နေတဲ့စစ်ကောင်စီကငြိမ်းချမ်းရေးအတွက်အကြမ်းဖက်တော်နည်းနဲ့ဆောင်ရွက်မှရှေးရှေးတည်တတ်မယ်လို့စစ်ကောင်စီကိုယ်စားလှယ်တွေကဆွေးနွေးပြောဆိုမှုတွေရှိနေပါတယ်စစ်ကောင်စီကငြိမ်းချမ်းရေးဆွေးနွေးပွဲလို့အမည်တပ်ပြီးနေပြီးတော့မှမလ24ရက်မှ26ရက်ထိဆွေးနွေးပွဲကျင်းပလျက်ရှိကြောင်းစစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကဖော်ပြထားပါတယ်အဲ့ဒီဆွေးနွေးပွဲကိုစစ်တပ်အငြိမ်းစားအရာရှိတွေနဲ့ဖွင့်စည်းထားတဲ့ပြည်ခိုင်ပြိုးပါတီကိုယ်စားလှယ် ယ်များဦးဆိုင်အိုက်ပေါင်ဦးကိုကိုကြီးဒေါ်သက်သက်ခိုင်ဒေါက်တာအီမောင်ဒေါ်ညိုညိုတင်ကဲ့သို့စစ်ကောင်စီကျင်းပမယ်ရွှေကောက်ပွဲမှာပူပေါင်းပါဝင်တဲ့နိုင်ငံပါတီများစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့အပြင်ရဲ့အဖွဲ့တချို့ကိုယ်စားလှယ်များတက်ရောက်နေတာကိုတွေ့ရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ အာနာရှင်ဟောင်းတန်းရွှေရဲ့အနိကလုံကြုံရဲ့တမှုနဲ့တပ်ဖွဲ့ဝင်လူဟောင်းတွေကိုဖယ်ရှားပြီးမင်းအောင်လိုင်းကတပ်ဖွဲ့ဝင်အသည်များဖြင့်အစာထိုးကဆရာနဲ့တပည့်ဆက်ဆံရေးအေးဆက်နေမှုကိုပြသတဲ့လက္ခဏာလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်ချောင်းလုံးတန်းနေအင်ရှိစစ်အာနာရှင်ဟောင်းတန်းရွှေရဲ့အနိကလုံကြုံရဲ့ကိုတာဝန်ယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်လူဟောင်းတွေကိုမင်းအောင်လိုင်းကတပ်ဖွဲ့ဝင်လူသစ်တွေနဲ့အစာထိုးလိုက်ကြောင်း နေပြည်တော်တပ်သတင်းအရင်းမြစ်တွေကပြောဆိုပါရယ်စစ်အာဏာရှင်ဟောင်းတန်းရွှေက2011ခုနှစ်မှာအနာယူချိန်ကစတင်ပြီး၎င်းနှင့်မိသားစုဝင်များလုံခြုံရေးအတွက်၎င်းရဲ့စိတ်ချယုံကြည်ရတဲ့တမှုများနဲ့တပ်ဖွဲ့ဝင်များကိုခေါ်ယူထားခဲ့ကြောင်းအဲဒီတမှုတပ်ဖွဲ့ဝင်များကနှစ်ပေါင်းများစွာအာဏာရှင်ဟောင်းတန်းရွှေရဲ့လုံခြုံရေးဆောင်ရွက်ခဲ့ရမှာအခုအခါစစ်ကောင်ဆောင်မင်းအောင်လိုင်းကတန်းရွှေရဲ့အနီးကပ်လုံခြုံရေးတမှုနဲ့တပ်ဖွဲ့ဝင်တွေကိုပင်ဆင်ပေးခြင်းတပ်ပြောင်းရွှေ့ခြင်းနေရာပြောင်းရွှေ့ခြင်းများလှုံ့ဆော်ကတန်းရွှေရဲ့လုံခြုံရေးအတွက်တမှုနဲ့တပ်ဖွဲ့ဝင်အသစ်များ အစားထိုးခြင်းဖြစ်ကြောင်းသိရပါဗျ။ အဲဒီလိုတန်ရွှင်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များကိုအစာတူပြောင်းလဲခြင်းမှာစစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့လုတ်ပိုင်ခွင့်အာဏာရလုံဆောင်ခြင်းဖြစ်တော်လဲစစ်ကောင်ဆောင်ဟောင်းရဲ့စိတ်ကြိုက်နီးကပ်လုံခြုံရေးတွေကိုဖင်ရှားခြင်းမှာဆရာနဲ့တပည့်ပြည်သူတွေဆက်ဆံရေးအေးဆက်တဲ့သဘောကိုပြသနေရလို့နေပြီးတော့တက်တဲ့အရင်မြစ်တွေကပြောပါရယ်အကြံဖက်စစ်ကောင်စီကတန်ရွှင်ရဲ့သမတ်ဒေါက်တာနေစိုးမောင်ကိုမိနစ်တုန်းကနိုင်ငံတော်အကြီးညိုပြက်စီမှုနဲ့ဖမ်းဆီးခဲ့ပြီးမန္တလေးမြို့အုပ်ဘုထောင်မှာတရားရုံးကအခုနှစ်ဇန်နဝါရီ16ရက်နေ့ကထောက်တန်း၃နှစ်ချမှတ်ခဲ့ပါရယ်နောက်ထပ်တစ်ပုတ် နဲ့ကော်တောင်ပူလုံတုံတုံရွာမှာအုပ်ချုပ်ရေးမှူးထွန်းတွန်းနေထင်းရဲ့မိသက်တပ်ဖွဲ့ဝင်များအပါအဝင်စစ်စင်ရေးဖွဲ့ဝင်၆ဦးကအေးစင်းစစ်မယ်လို့ဆိုပြီးအမျိုးသမီးနှုတ်ကိုခေါ်ဆောင်မရင်ကျင်ပြီးရဲစခန်းကအမှုလက်မခံပေအမျိုးသမီးနှုတ်ကိုပြန်လည်ချင်းချောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းကော်တောင်မြို့နယ်ပူလုံတုံတုံရွာမှာအိမ်နောက်တဲ့အမျိုးသမီးနှုတ်ကိုအုပ်ချုပ်ရေးမှူးထွန်းတွန်းဦးဆောင်တဲ့ဖွဲ့ကအေးစင်းဝင်ရောက်စစ်စင်မယ်လို့အကြောင်းပြပြီးမရင်ပြုချင်းခင်ကြောင့်ပြုချင်းခံရတဲ့အမျိုးသမီးနှုတ်ရဲ့ဆွေမျိုးနဲ့မိတ်ဆွေတွေက သတင်းဌာနကပြောပါရယ်ပူလုံးတုံးတုံးရွာပတ်ရှူပိုင်းဘက်ရှိသုံးပိုင်းမှာအိမ်ခန်းငားနေတဲ့အိမ်နောက်တဲ့အမျိုးသမီးနှစ်ဦးရဲ့အမျိုးသားများငားဖမ်းထွက်နေစဉ်အုပ်ချုပ်ရေးမှူးထွန်းထွန်းဦးဆောင်နေဖွဲ့ကအဲစင်းဝင်ရောက်ဆက်စေးခဲ့ပြီးအဲစင်းတိုင်ကြထားခြင်းမရှိလို့ဆိုကအမျိုးသမီးနှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်းသိရပါရယ်အဲလိုဖမ်းဆီးသွားပြီးရဲ့နောက်အိမ်နောက်တဲ့အမျိုးသမီးနှစ်ဦးကိုပူလုံးတုံးတုံးကန်းချင်ကျွန်းရွှေကျွန်းတာဘက်ကိုခေါ်ဆောင်သွားပြီးအုပ်ချုပ်ရေးမှူးထွန်းထွန်းအုပ်ချုပ်ရေးမှူးတပည့်ဖြစ်သူမီလောင်မိသက်တပ်ဖွဲ့ဝင်စိုးနိုင် နေတိန်ပြည်ဖြိုးအောင်သုံးမိုင်စရင်ဟင်သူဖြိုးနဲ့အမည်မသိသူတအုပ်ကတလဲစည်းမရင်ပြုကျင်ခဲ့ကြအောင်အဲ့လိုမရင်ပြုကျင်ပြီးရဲ့နောက်မြို့သမီးနာအုပ်ကို၎င်းတို့နေထိုင်တဲ့အခန်းကိုပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးကာယကံရှင်တွေကကော့တောင်ရဲစခန်းမှာတွားရောက်မှုဖွင့်တိုင်ကြားခဲ့ရမှာရဲတွေကအုပ်ချုပ်ရင်မှုထွန်းထွန်းကိုစခန်းကိုခေါ်ယူဆစ်ဆင်းခဲ့ကြောင်းဒါပေမဲ့အဲ့လိုပြုကျင်မှုမှာမြို့သမီးတွေကအခချင်းငွေယူပြစ်တစားလုဆောင်ခြင်းဖြစ်တယ်လို့ဖြေကြားပြီးတိုင်ကြားသူအမျိုးသမီးတွေကိုပြန်လည်အရေးယူမယ်လို့ချိန်ချောင်းလာကြောင်းသိရပါတယ်။အဲ့လိုတိုင်ကြားခြင်းခံ ားတာကြောင့်အုပ်ချုပ်ရေးမှူးထွန်းထွန်းကကြေးရွာအတွင်းရှင်ပြည်သူများကိုစီဝေးခေါ်ပြီးချင်းချောက်ခဲ့ကြောင်းမရင်းပြုချက်ခံရတဲ့အမျိုးသမီးနောင်ကိုလည်းအုပ်ချုပ်ရေးမှူးထွန်းထွန်းကချင်းချောက်ခဲ့တဲ့အတွက်ရှေးများကလာရောက်စစ်ဆေးစင်မှာအုပ်ချုပ်ရေးမှူးထွန်းထွန်းပြောဆိုခိုင်းတဲ့အတိုင်းအခကျင်းငွေယူဆောင်ခဲ့ကြောင်းထွက်ဆိုခဲ့ရကြောင်းသိရပါတယ်။အုပ်ချုပ်ရေးမှူးထွန်းထွန်းဦးဆောင်တဲ့အဖွဲ့ကရွာထဲမှာအင်းစင်းလိုက်စစ်ပြီးပူလုံတုံးတုံရွာပရှိခွိုင်းဘက်မှာရှိတဲ့သုံးပိုင်ကအိမ်ကန်းငားနေတဲ့လင်မယားနှစ်တွဲကန်းကိုပါတွားရောက်စစ်တာသူတို့အမျိုးသားတွေကငါးဖမ်းလီထွက်နေတဲ့အချိန်ဆိုတော့အိမ်မှာမရှိဘူးအဲ့ဒါကိုခွင့်ရယူပြီး င်အစင်းမတိုင်မှုဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးမရင်ပြုကျင့်ကြတာမရင်မှုဖြစ်ပြီးတော့အမှုကငွေနဲ့ဖုံးပြီးပင်လက်တာကာယကံရှင်မျိုးသမီးနှစ်ဦးလည်းအုပ်ချုပ်ရင်မှုထုံထုံကချင်းချောင်းထားလို့ကြောက်ပြီးမပြောရကြဘူးလို့ဒေသနေပြည်သူတောက်ကပြောဆိုပါတယ်တရင်ဌာနကအဲ့ဒီကိစ္စအတွက်ကျင်းမာအုပ်ချုပ်ရင်မှုထုံထုံကိုဆက်သွယ်ဖို့ကြိုးပမ်းပြီးမှဖုန်းအဆက်သွယ်မရရှိဘူးလို့တရင်မှာဖော်ပြပါရှိပါတယ်